မင်္ဂလာပါခင်ဗျာကျောက်တန်းရှာနေကလေးဆိုဆိုပါတယ်ကျောက်တန်းရှာနေဟာဆိုလို့ရှိရင်မြန်မာနိုင်ငံအထက်မှာဖြစ်ပေါ်နေတဲ့တည်င်းထူးတည်င်းဦးတွေကို တင်ဆက်ပင့်နေတာကြောင့်စောင်းမျှော်အပ်ပြီးနောက်ထပ်ကြဖို့အတွက်တောင်းဆိုပါရစေခင်ဗျာတော့ဒီနေ့ဗာလေးပြောချင်လဲဆိုတော့ကျွန်တော်ကတော့ကျွန်တော်ပြောချင်တာလေးတွေပြောတာပါဗျာကျွန်တော်စိတ်ပါတဲ့အခါအခုကတော့ကျွန်တော်မပြောတာလည်းကြားပြီမပြောတာကြားပြီပဲလေအခုတည့်နေ့ဟိုပြီးခဲ့30တည့်နေ့ကတခါပြောခဲ့တယ် 31တရားတခါပြောခဲ့တယ်ဘာဘာသားကြီးတွေမြင်မကောင်းရကြတော့ဆိုပြီးရင်ဟိုလူတယောက်ကိုတိုက်ခိုက်နေရတဲ့ပတ်သက်ပြီးကျွန်တော်ပြောခဲ့တယ်မနေ့ကလည်းကျွန်တော်ပြောခဲ့တာပေါ့ဗျာမနေ့ကလည်းပဲအဲ့တော့ဘယ်လိုပြောမလဲတရားကိုဟန်ကျိန်းဦးတို့အုပ်စုတွေပေါ့ဗျာသူတို့အုပ်စုကြီးကအဘရဲ့မွေးစားတာလက်ပါးစီတွေပေါ့လက်ပါးစီလက်ပါးစီကြီးတွေကလက်ပါးစီလက်ပါးစီကြီးတွေကကိုသောဘောင်းဟင်းကို သောဘောရအမြဲတမ်းဆဲနေရလည်းမဟုတ်ပါဘူးဆဲတာလည်းရှိဒါမဲ့လို့ကျွန်တော်လည်းပဲလိုပဲပေါ့ဗျာကိုယ်လည်းအမြဲတမ်းဆဲနေရတာမဟုတ်ဆဲတဲ့ခါလေးရှိတာပေါ့။ဒါတော့ဗျာဒါကြီးပြီးသွားပြီ။ကျွန်တော်ဒီပြောချင်တာဘာကြဲဘာဘာပြောချင်တာလဲဆိုတော့ကျွန်တော်တို့နိုင်ငံကအပါအကြီးကြီးပေါ့ဗျာကျလာ။ကျလာဒီအပတွေဟာကျလာဒီလိုကျလာအပရဲ့ဒါတော့ပေါ့ဗျာလက်ပါစီအပကြီးတွေဟာဒီဒီအပတွေဘယ်ချိန်မှာလက်ပါစီစကားကိုနားထောင်ကြတယ်လဲပေါ့နော်။ အဘတွေဘယ်ချိန်မှာလက်ပါစီစကားကို နားထောင်ကြတယ်လဲအဲဒါလေးဒါလေးကိုကျွန်တော်ပြောချင်တာပေါ့ဗျာဟိုအများကြီးတော့မပြောပါဘူးကျွန်တော်အဘတွေကဘယ်ချိန်မှာတို့ရဲ့လက်ပါစီတွေရဲ့စကားကိုနားထောင်ကြတယ်လဲဒီအဘကြီးတွေကတို့လက်ပါစီတွေပြောရင်းလောက်တာတော့မဟုတ်ဘူးဗျာတိလားဒီအဘကြီးတွေကအားကြီးတွေဆိုတော့ကျွန်တော်တို့တမ်ဘရိုသာအလုံးကိုကျွန်တော်စော်ကားချင်တာလည်းမဟုတ်ဘူးတမ်ဘရိုသာအလုံးကိုစော်ကားလို့တော့စိတ်တက်လည်းမဟုတ်ဘူးတကယ်ကိုလုံးလုံးနေတဲ့စစ်သားတွေ အဲအလုံးလုံးနေတဲ့နေရာတွေမှာသူရွရွချွတ်ချွတ်တိုက်ခိုက်နေကြတဲ့နေရာတွေမှာဒါတွေတော့ကျွန်တော်လေးစားတယ်။ဟိုစစ်ပွဲတွေမှာကြာလာလက်နက်တွေအများကြီးရှိပါလိမ့်နေခုဒီကရင်ပြည်နယ်မှာလို့ဟောဗျာဒါနောက်ဆုံးမိတ်ပေါ့နောက်ဆုံး upgrade ပေါ့နောက်ဆုံး upgrade ကရင်ပြည်နယ်မှာအခုစစ်ရှုံးတဲ့လူတွေလို့တွဲပြေးတဲ့လူတွေလို့တက်ကိုဆွန့်ပြေးထွက်ပြေးသွားတယ်ဟာလက်နက်တွေအများကြီးပဲအများကြီးပဲခြံထားခဲ့တာအာဒါတွေနဲ့တိုက်လို့ရသေးတာပေါ့ဗျာတကယ်ဟန်ပြောတော့လုံးဝလက်နက်မရှိတော့တဲ့ချိန်ဆိုရင်တော့အာလက်နက်ချရမှာပေါ့ကို့မှာရှိတဲ့လက်နက်ကလေးတွေနဲ့တော့ အော်ဟိုတကယ်တမ်းပြောရိတ်စေလုတ်ပြီးဟာကျွန်တော်တို့မှာဒီလောက်လေးနဲ့ရှိတယ်အခုဒီလောက်မှာဖြစ်နေပြီအခုအဲ့ဒီလက်နဲ့တွေကုန်လုံးပုံချပြီးရင်ထွက်ပြေးကြတာပေါ့ဗျာအဲဒီလိုစစ်သားမျိုးတွေကြတော့လည်းကျွန်တော်တို့လေးစားလို့မရဘူးပေါ့အဲထားတော့ဗျာဒါအခုဒါမြန်မာနိုင်ငံမှာအခုအကြမ်းဖက်တပုံတွေကိုရွရွချွချွင်းရှင်းနေကြတယ်ရေတပ်မတော်သားတွေလည်းရှိတယ်ရက်တပ်ဖွဲ့တွေလည်းရှိတာပေါ့ဗျာဒါပေမဲ့လို့ဒီလိုမျိုးတပုံတွေတိုးပွားလာရခြင်းအဲကြတာဒီ PDF အကြမ်းဖက်တွေတိုးပွားလာရခြင်းဟာဒီရက်တပ်ဖွဲ့နဲ့ ဒီတက်မတော်ကအလုံးမလုတ်ခဲ့လို့မို့ဒီလောက်ထိကြီးပွားပြန့်ကြီးပွားလာခဲ့ရတာတိုးပွားလာခဲ့ရတာဒါဒါပိုးတွေပေါ်ပဲဘိုင်းရဲ့ပိုးတွေလို့ဟိုပြန့်လာတာပေါ့သူတို့ကတော့ကိုကကိုကနဲ့ကိုတကယ်တမ်းပြောရင်တော့ဟိုနိုင်ငံရေးနီးနေကစားပြီးရင်ဟိုကိုတက်ထဲမှာပဲနေတယ်ကိုစခန်းထဲမှာပဲနေတယ်နေရင်နေရင်ဒီဟိုကောင်တွေကရေးမလုတ်တော့အာဒီကောင်တွေငါတို့ကိုကြောက်နေပြီထင်ပြီးအကုန်လုံးကကြလာဗရက်တီတွေဝင်ပြီးတို့လောက်ကြတာပေါ့ဗျာတက်ကြဖြတ်ကြပေါ်တင်နေတက်ကြပေါ်တင်နေလောက်ကြရတာပေါ့ အခုတော့သူတို့ကိုယ်တိုင်လည်းကြောက်နေရပြီပေါ့ဗျာရဲတပ်ဖွဲ့ကိုယ်တိုင်လည်းကြောက်နေရတယ်သူတို့လည်းကြောက်နေကြောက်တဲ့လူတွေကြောက်ပြီဒါအခုရဲတပ်ဖွဲ့တွေကိုယ်တိုင်ကတဘုံကိုမရှင်ရဲတဲ့ရှင်ရဲတဲ့အနေထားမရှိတော့ဘူးရှင်ရဲတဲ့အနေထားမရှိတော့ဘူးတိုက်တကယ်တမ်းသာတဘုံကတိုက်ရင်ရှုံးတာအကုန်ရှုံးတာတကယ်တမ်းပြောရင်တော့အကုန်ရှုံးတာတကယ်ကိုအမာခံနေရာတွေလောက်ပဲဒါဗမော်နဲ့ဗမော်တို့ဘာလို့ကတော့ဒါကချီးကျူးစရာပေါ့ဗျာအခုချိန်ဒီမကြသေးဘူးတောင်ခမ်းလည်းပဲဒီလိုပဲမကြတဲ့ပြင်ရှေ့ဝင်နေနေနေချင်းဒီနေ့ကိုတထွာလောက်တော့ ရှေ့ကိုနည်းနည်းလေးတော့တက်နေတာပေါ့ဗျာအခုချိန်နောင်ကျွာတော့မရသေးဘူးနောင်ကျွာတော့မရသေးဘူးဒါကအပြစ်ကရက်သေးတာဆိုတော့ရမယ်လို့လည်းမထင်ပါဘူးခဲထားတော့ဗျာဒီဘာခုဘာပြောချင်တာလဲဆိုတော့ကြလားအဘအဘကြီးတွေဟာကြလားတို့ရဲ့လက်ပါစီတွေလက်ပါစီတွေတကားကိုဘယ်ချိန်မှနားထောင်တယ်လဲဆိုတာလေးကိုကျွန်တော်ပြောချင်တာပါပြောချင်တာပါအဘရီဘယ်ချိန်မှလက်ပါစီစကားကိုနားထောင်ပါသနားထောင်တယ်လေနားထောင်ကြတယ်လေပေါ့ဗျာကျွန်တော်ဒါလေး ဟိုကိုဇော်ဘုန်းကြီးကိုဖမ်းတာလေကိုဇော်ဘုန်းကြီးတို့ဖမ်းတာတို့ကိုရာသာတို့ကိုဖမ်းတော့ကိစ္စတွေတို့ကျွန်တော်ပြန်စဉ်းစားမိတာပေါ့ကိုရာသာတို့ကိုဖမ်းတယ်ကိုရာသာကိုဖမ်းတယ်ဟိုကိုချွေမျိုးဝင်းတို့ကိုလည်းပဲဒီလိုပဲဖမ်းခဲ့ဘူးတယ်ဖမ်းခဲ့ဘူးတယ်ဟလာဖမ်းစီခဲ့ဖမ်းစီခဲ့ဘူးတယ်ပေါ့ဗျာအခုလည်းပဲဒါကိုဇော်ဘုန်းကြီးတို့ထမ်းဟိုဖမ်းတယ်အခုမပုတူကိုဖမ်းဖို့မှာဖြစ်တယ်အဲဒါမျိုးတွေပေါ့ဗျာအများကြီးပါပဲဒီမျိုးသားတွေမှာမာဒီဟိုရာတို့ဘာလို့ဆိုလဲကိုကျော်စိုးဦးတို့ဆိုလဲပဲဒီလိုပဲစစ်ဆေးတယ် ခေါ်တယ်လှုပ်တယ်ဒါမျိုးတွေပေါ့အကုန်လုံးကြံတဲ့လူတွေလည်းဒီလိုပါပဲအတန်မထွက်လို့အတန်မထွက်လို့ပြည်တွင်းထဲမှာအတန်ထွက်လာလို့ရှိရင်အဲစောင့်ပြီးဟိုဖြစ်မဲ့လူတွေရှိတယ်ရှိတယ်တကယ်တမ်းပြောရင်တော့တို့ကအဲဒီကောဂျပန်ကင်ပေတိုင်းတွေကင်ပေတိုင်းလာပါအဲ့လိုမျိုးပေါ့ဗျာအဲ့လိုမျိုးဟာတွေဖြစ်နေတော့အခုအပသားဒါပေမဲ့အပသားကြီးတယ်အပတွေကဘယ်ချိန်မှာအပဒီတို့ရဲ့လက်ပါစီတွေစကားကိုနားထောင်ကြတယ်လေ ဆိုတာနေပတ်တဲ့လို့တို့ကျွန်တော်ကတစ်ချက်မြင်တာပေါ့ဗျာဒီအဖတွေကနေရာတိုင်းလှုပ်တာတော့မဟုတ်ဘူးကြလားဘယ်ချိန်မှာလှုပ်လှုပ်တယ်လဲဆိုနံပါတ်1တို့ကိုထိခိုက်တဲ့အရာမျိုးတို့ရဲ့ဘဝတွေဟလာတို့ရဲ့ဘဝတွေဒါမို့ပေါ့ဗျာတို့ရဲ့ဘဝတွေတို့ရဲ့ပုံရိပ်တွေတို့ရဲ့ယာဒူးတွေကြလားယာဒူးတွေဒါတွေပေါ့ဗျာကြလားအဲသူတို့ရဲ့ဘဝတို့သူတို့ရဲ့ပုံဘဝတို့သူတို့ရဲ့ပုံရိပ်တို့သူတို့ရဲ့ယာဒူးတို့ ဟိုဓာရီကိုထိခိုက်လာရင်တော့သူတို့ကအမြန်ဆုံးအရှင်ယူတယ်အမြန်ဆုံးအလုတ်လုတ်တယ်အမြန်ဆုံးအလုတ်လုတ်တယ်ဟိုသူတို့ကိုထိခိုက်တယ်သူတို့ဘဝတွေကိုလည်းထိခိုက်တယ်သူတို့ရဲ့ပုံရိပ်တွေကိုလည်းထိခိုက်တယ်ဒါကတကယ်တမ်းသူတို့ရဲ့ပုံရိပ်ကိုထိခိုက်တာဘာတတ်မတော်ပုံရိပ်ပါမဟုတ်ဘူးဘာနိုင်ငံတော်ပုံရိပ်ပါမဟုတ်ဒါတွေကအလကရေးယူလို့ကောင်းအောင်ရှောက်ပြောတာတတ်မတော်ပုံရိပ်ကြာစင်းအောင်လုပ်ပါတယ်တို့အာနိုင်ငံတော်ပုံရိပ်ကြာစင်းအောင်လုပ်ပါတယ်တို့ဟိုဒါတွေကဒါတွေကအကြောင်းပြချက်တယ်အကြောင်းပြချက်တယ် အဲမာမာကိုသောဘောင်းတို့ဘာလို့ဆဲတယ်ဆိုတာလည်းအများကြီးဆဲနေတာမဟုတ်ဆဲတဲ့ခါလည်းဆဲတာရှိတယ်ဒါပေမဲ့ဘယ်အချိန်မှာဆဲတဲ့ဟာကိုဟိုကလောက်တာလဲဟာတကြိမ်ဆဲရင်လည်းပဲရေးယူတာလားဒါမျိုးပေါ့ဗျာသူတို့ရေးယူကျင်တဲ့အချိန်မှာရေးယူတာပဲအခုမြန်မာနိုင်ငံမှာဝက်တောက်ကားတွေဖမ်းတယ်လို့ပေါ့ဗျာဝက်တောက်ကားတွေဖမ်းတယ်လို့ပေါ့ရေးယူကျင်တဲ့အချိန်မှာရေးယူတာကိုရုံမင်းကြီးမင်းအောင်လည်းကဟာမင်းတို့ဝက်တောက်ကားတွေဟာပြည့်စုံမှာအခုထဖမ်းတယ်ကဲအဲ့ဒါဆိုလို့ရှိရင်အရင်တုန်းကရောအရင်တုန်းကအေးဝက်တောက်ကားတွေကဥပဒေနဲ့ညီလို့လားစီကန်းနဲ့ညီလို့မဖမ်းပဲထားတာလားဒီလိုပဲလွတ်ထားတာလား အာဒီမှာမြန်မာနိုင်ငံမှာရက်တက်တာရိုးရင်းနှင်းရဲတွေမရှိလို့လားအာမြို့နယ်စီပင်တွေမရှိကြတော့လို့လားအဲ့ကောင်တွေသေးနေတာလားရင်းနှင်းရဲတွေကသေးနေလို့အဲ့ရတော့မဖမ်းတာလားအခုကျမှထဖမ်းတယ်အဲဒါမျိုးကိုကြာကူလဲမြန်မာနိုင်ငံမှာလည်းပဲဥပဒေအရအဲ့လိုကြလားဖမ်းကျင်တဲ့ချိန်မှာထဖမ်းတယ်ဖမ်းကျင်တဲ့ချိန်မှာထဖမ်းတယ်မဖမ်းကျင်တဲ့ချိန်မှာမဖမ်းဘူးဥပဒေကြီးကသေးနေတယ်သေးနေတယ်အခုလည်းပဲမြန်မာနိုင်ငံမှာအဲ့လိုပဲအမှန်အဘတွေကိုဆဲရင်တော့ဥပဒေအရဥပဒေပဲကိုကိုစကားကိုတာဝန်ယူလို့ ကိုစကားကိုတာဝန်ယူလို့ဘာတော့ကြာပေါတိပေါချာကြီးရှောက်ပြီးကြလားကိုစကားကိုကိုတာကိုတာဝန်ကိုတာဝန်ယူနေရင်လောက်ကိုတာဝန်ယူနေရင်ပြောအော်ဆိုပြီးပေါ့ဗျာဒါဥပဒေနဲ့ဥပဒေဟာဥပဒေပဲလို့ဥပဒေဟာဥပဒေပဲလို့မြန်မာနိုင်ငံမှာမြန်မာနိုင်ငံဥပဒေကြောင်းပြောရင်လုံးဝဟာတာပဲကြလားအမအေးအဘသားကြီးတွေအဲ့ဒါဂုံယူနေကြတာအဘသားကြီးတွေပေါ့ဗျာအဲ့ဒီလက်ပါစီကြီးတွေလက်ပါစီကြီးတွေလက်ပါစီကြီးတွေကအဘကိုအမိပြုတ်ပြီးဘွားရက်တီးရတာပေါ့ဗျာ သူတို့အဘတွေကအဘတွေကိုအမိပြုပြီးရင်သူတို့ဘဝအဲ့လိုလေးရှင်တန်ရတယ်သူတို့မှာဒီအဘတွေကိုအမိပြုပြီးနေမှငွေပတ်ဆံလေးပါလေးရတယ်သူတို့ဘဝရှင်တန်နေတဲ့အရက်ကလေးတစ်ထပ်တစ်မြတ်မြတ်နေတောက်နေတယ်သူများအရက်တောက်တာကိုကြတော့သူများအရက်တောက်တာကိုကြတော့အပြစ်ပြောတယ်သူတို့အရက်တောက်တာကိုကြတော့သူတို့အရက်တောက်တာကိုကြတော့အပြစ်မမြင်ဘူးသူများဆေးလိပ်တောက်တာကိုကြတော့အပြစ်မြင်တယ်ကိုယ်တိုင်ဆေးလိပ်တောက်တာကြအပြစ်မမြင်ဘူးအသူများကွင်းစားတာကိုကြတော့အပြစ်မြင်တယ်သူတို့ကွင်းစားတာကိုကြတော့အပြစ်မမြင်ဘူးအဲအဲ့ဒါမျိုးအဲ့ဒါမျိုး မြန်မာပြည်မှာအဲကြောင့်လို့ကျွန်တော်ကဒီဒီအပအပတွေဟာလက်ပါစီစကားကိုဘယ်ချိန်မှာနားထောင်ကြသလဲဆိုရင်နံပါတ်1တို့ရဲ့အခုလည်းတို့တို့ခုနကကျွန်တော်ပြောခဲ့တယ်တို့ရဲ့ဘဝတွေကြလားတို့ရဲ့ပုံရိပ်တွေတို့ရဲ့ယာဒူးတွေတို့ရဲ့စီးစိမ်တွေကိုထိခိုက်လာတဲ့အချိန်ခါကာလမှာအမြန်ဆုံးအရှင်ယူတယ်အမြန်ဆုံးအရှင်ယူတယ်ဒါအဲ့လိုကိစ္စမျိုးတွေပေါ့ဗျာအဲ့လိုကိစ္စမျိုးတွေဆိုရင်အမြန်ဆုံးအရှင်ယူတယ်ခုတောင်းရတော့ကျွန်တော်ပြောရင်ဒါဒါဥပမာပေါ့ဒါနမူနာပြောတာပါကျွန်တော်က ဟိုကိုသာဝိုင်းနားလို့မဟုတ်ဘူးကြာသူကနေသူတူဥပရေရဖမ်းရလဲပဲဘယ်နှစ်နှစ်ဖမ်းနေမှာတော့ငါးနှစ်ထား10နှစ်ပေါ့ဗျာထောင်းလဲထားနေဟမ်းနေအားနေရလားသူလဲစားမယ်တောင်းမယ်ပုဂ္ဂိုလ်မဟုတ်ဘူးတလားအာသူတို့ဖမ်းကျင်တဲ့ခါမှကျတော့ဟာတစ်တခိုးပါတို့အာတစ်မောင်ကူကူနေတာပါတို့အာမန္တလေးမှာဥတ္တမဝင်းတို့ဘာလို့ရှိနေရကဲဥတ္တမဝင်းတို့တစ်တခိုးပါလို့ပြောကျင်ကြလားကိုသာဝိုင်းတို့ဘာလို့ဒီလိုမျိုးတာမယ်လုတ်တဲ့ဟာကိုပြောကျင်နေစေတဲ့ဥတ္တမဝင်းကိုဘယ်သူဖမ်းရဲ့လဲ မန္တလေးမှာကျွန်တော်တို့ကျွန်တော်တို့မန္တလေးမှာဟောပြနေတယ်ကွာဆိုလို့ရှိရင်မန္တလေးအရာဝတီမြေကျောင်းကနေပြီးဗမောကတားနေပြီးတောက်လျှောက်အရာဝတီမြေကျောင်းတစ်လျှောက်မှာတက်ဖောင်နေမှန်တည်းများသူ့တက်တဲ့ကြီးပဲအာအဲ့မှာကျလာဒီမန္တလေးနာနီနီနန်းတော်ကျွန်းတော်ဘာလို့မှာဆိုရင်သူ့တက်တက်ဆက်တဲ့အကုန်လုံးအများကြီးရှိတာပဲဂျန်တဲ့နေရာတွေမှာအများကြီးပဲမြေကျောင်းတစ်လျှောက်မှာသူ့တက်ဆက်တဲ့ကြီးပဲအကုန်လုံးဥတ္တမဝင်းတို့ဘသူဖမ်းနိုင်လဲဘသူဖမ်းရဲလဲမန္တလေးမြို့ကြီးထဲမှာကျလာသူ့ဆိုရင်ပဲအကုန်လုံးပဲလာသည်မြအဘ သူ့ခပိုက်ထဲမှာအကုန်လုံးသူ့လက်ခုပ်ထဲမှာသူ့လက်ခုပ်ထဲမှာအဲအဲ့လိုမျိုးကြတော့ဒီအဘသားကြီးတွေလည်းပဲဘရဲ့သားတွေလည်းမပြောရဲဘူးမပြောရဲဘူးအဲ့လိုမပတ်ဆိုင်ရတကယ်ကိုယာသူအမတန်မှချမ်းသာတဲ့လူကြတော့မပြောရဲဘူးသူတို့ကအဲဘာကြောင့်လဲဘာကြောင့်မပြောရဲတာလဲသူတို့ကပတ်ဆိုင်ရနေလို့ရနေလို့သူတို့ကစားနေကြရလို့စားနေကြရလို့မပြောတာအဲခုနကကျွန်တော်တို့ဒီတာမန်ရဲသားတွေကနေပြီးတက်မတော်ကိုအားမလို့အားမရဆဲတဲ့ခါတို့ဘာတို့ကြတော့အဲသူတို့အဲ့လားကြတော့မှတ်ထားတာကျွန်တော်တို့ရဲ့ တို့ဘာမှမရဘူးလေပါကျိုးရလည်းမှမရှိဘူးအာကျိုးရလည်းမရှိဒီကောင်ကိုဖမ်းရမလားဘယ်ချိန်မှဒီကောင်စကားလွန်လာမလဲဘယ်ချိန်မှစကားဖောင်းလာမလဲအဲဘယ်ချိန်မှဖောင်းဖောင်းဖြစ်လာမလဲကြည်နေတာအာကြည်နေတာအဲကြောင့်မလို့ကျွန်တော်ဆရာတက်နေဦးတို့ဘာလို့စကားတွေထိမ့်ပြောနေကျွန်တော်တို့နားလေတယ်အဲနားလေတယ်သူတို့သူတို့ဘာဖြစ်နားလေပြီးလို့ရတာပေါ့ဗျာဆိုလိုတာကအဲဘာလို့ဖောင်းထုလာတဲ့နည်းနည်းလေးများလွန်လာရင်ဒီကောင်တွေကကြလားအဲ့တော့အပအပဟိုအပလီးစုံတယ်ပေါ့ဗျာကျွန်တော်အဲ့လိုပဲတခါကြလဲကျွန်တော်လည်းရိမ့်နေတယ်ဗျာတခါတည်း ဒီလိုလူတွေကိုကြည့်ပြီးအဲတော်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 ရိုင်းနေတယ်ကြလားသူတို့အဘတွေကသူတို့သူတို့နဲ့လေဝါးချင်းရိုက်တာတဲ့ကောင်တွေကဘယ်ချင်းသူတို့ပြောတယ်မလုပ်ဘူးကြလားအဲသူတို့တကယ်တမ်းသူတို့ကိုထိခိုက်တဲ့အရာမျိုးသူတို့ကိုထိခိုက်တဲ့အရာသူတို့ကလည်းရေးယူခြင်းတယ်ရေးယူခြင်းတဲ့အခါမှာသူတို့ကကြလားသူတို့ရဲ့လက်ပါးစီတွေကလက်ပါးစီတွေကိုအကုန်လှုပ်ဆော်ပေးလိုက်တာ လုံးစုံပေးလိုက်တော့ဟာအခုဆိုလို့ရှိရင်ဟာအုံလိုက်ကျင်းလိုက်ဟန်ကျင်းဦးတို့ခုနကကျွန်တော်ဒီနေ့မနေ့ကပြောခဲ့သလိုပဲဟန်ကျင်းဦးတို့မိုင်းဝေတို့ကိုသက်တို့အာဘာညွန့်တို့ဟိုနေမောင်တို့အာအများကြီးအများကြီးအများကြီးပဲအုပ်စုတွေတက်လာတယ်ကိုကျော်စွာတို့အများကြီးပေါ့ဗျာသူတို့တအုပ်လုံးကြီးကနေပြီးရင်တအုပ်လုံးကနေပြီးဟိုဟာဒီလိုဆော့လိုက်တာဆော့လိုက်တာကြလားငားရစ်ပဲဆော့လိုက်ရတယ်ငားရစ်ပဲဆော့လိုက်ရတယ်ချစ်ချင်းဖမ်းတာချစ်ချင်းဖမ်းတာအာအဲ့လိုမျိုးချစ်ချင်းကြီးယူတာဆိုတော့ဒါတော့ဗျာသူတို့က တို့ရဲ့ဘဝတွေတို့ရဲ့ပုံရိပ်တွေထိခိုက်တာထိခိုက်တကယ်တမ်းဆဲလို့မဟုတ်ဘူးဆဲလို့မဟုတ်ဘူးတကယ်တမ်းပြောရင်တို့ကယာရုပြုတ်နေတယ်ယာရုပြုတ်သွားနေတယ်နေရအပြောင်းရွှေ့ဖြစ်သွားနေတယ်နေရအပြောင်းရွှေ့ဖြစ်သွားနေတယ်တို့ယာရုတွေပြုတ်သွားနေတယ်တို့ယာရုတွေပြုတ်သွားနေတယ်တို့ဘဝစည်းစိမ်တွေကြလားထိခိုက်သွားနေတယ်အဲ့လိုထိခိုက်သွားနေတဲ့အရာမျိုးမှာကြတော့တို့ရဲ့လက်ပါးစီတွေကိုလက်တို့လိုက်တာပဲတကယ်တမ်းပြောရင်တော့လက်တို့လိုက်တာလက်တို့လိုက်တဲ့အခါမှာလက်ပါးစီကလက်တို့လိုက်တဲ့အခါမှာဟာငါတို့ဒီကောင်တော့ဖမ်းမရတော့ပဲဆိုပြီးဖမ်းကြတာပေါ့ဗျာ အမြန်မာနိုင်ငံဥပဒေအရအဲ့လိုအဲ့လိုခုနကကားဝတ်တောက်ဖမ်းတယ်လို့ပဲအဘူဂျုံဝင်းမရောက်လဲဟောဖြစ်တယ်ဗျဒါကဘာကြောင့်လဲဘူဂျုံဝင်းမရောက်လဲလော်တက်ကားဝတ်တောက်ကြတော့ဒါကတော့အပါသားကြီးတွေခိုင်းလို့လို့တော့မဟုတ်ဘူးဒါကတော့ဘူဂျုံဝင်းမရောက်လဲပြောလို့ပြောလို့လှုပ်ထားတော့ဘူဂျုံဝင်းမရောက်လဲပြောတိုင်းလှုပ်လားဆိုတော့မလို့မလှုပ်ပြန်ဘူးဘူဂျုံဝင်းမရောက်နေပြောတိုင်းသာလှုပ်ရင်ဗျာဘူဂျုံဝင်းမရောက်နေစည်းဝေးမှာပြောတိုင်းသာလှုပ်ရင်သူတတ်နေမှုတွေအကုန်ပြောထားတာကိုတတ်နေလိမ့်မှာရှိနေတဲ့အကျန်းဖက်တွေကိုရှင်းကြပါလို့ပြောတာဘယ်သူလိမ့်လို့လဲလိမ့်လို့တဲ့လူကကြလားတရားမှာ၁၀ရောက်တော့မရှိဘူး တရားမှာ၁၀ရောက်တော့မရှိဘူးအဲ့လိုမရှိလို့လည်းပဲမြန်မာနိုင်ငံမှာအခုအကြမ်းဖက်တွေတလောက်ပေါ်နေရတာအခုဝက်တော့ကားကိုကျတော့ဟာအုံနေချင်းတွေလိတ်လို့တယ်ဘာကြောင့်လဲအကျိုးရှိတာဟောသူတို့တွေအကျိုးရှိတာဟောအဲ့ဒါကြောင့်မလို့သူနှစ်ချက်ပဲရှိတယ်အဘသားတွေကအဘသားတွေကလူလဲတွေအဘရဲ့လက်ပါးစီတွေကလည်းလူလဲတွေလူလဲတွေလူလဲတွေသူတို့လိတ်လို့တာဆိုလို့အဲ့လိုပဲသူတို့ဘွားသူတို့ပုံရိပ်သူတို့ယာတူးတွေကိုစီးစိမ်တွေကိုထိခိုက်တဲ့အချိန်က ထိခိုက်တယ်လို့ တို့ရဲ့ယုံကြည်လာတဲ့အခါမှာတို့ကိုထိခိုက်လာနိုင်တဲ့အချိန်အခါမျိုးမှာအ мян အေးယူတယ်အဲအဘသားတွေလင့်တော့လိုက်တာနဲ့ချင်းချင်းအေးအေးယူတယ်လှုပ်တယ်တခါအဲ့လိုပဲအဲဘုဇုံမူကြီးမယောင်လည်းပြောတဲ့စကားကိုလည်းပဲဘုဇုံမူကြီးမယောင်လည်းပြောတဲ့စကားမှာတို့အကျိုးရှိတယ်ဆိုရင်ချစ်ချင်းလှုပ်ကြတာချစ်ချင်းလှုပ်ကြတာအခုဝတ်တော်ကဖမ်းတယ်လို့ဖမ်းတာပေါ့ဗျာအခုဒါဝတ်တော်ကဖမ်းတကယ်တမ်းပြောရင်တော့ကြလားထိုင်းနေတဲ့မှာရှိနေတဲ့ကြလားဟိုမှာဟိုလားတို့ BGS BGS တို့ဘာလို့လဲရှိတာဘုံစောချက်သူတို့ဘာလို့တို့တကယ်တို့ဖွဲ့တယ် သူတို့ဖွဲ့တွေ DKBA ဖွဲ့တွေအပြတ်ရှင်းမှလားရှင်းမှုမပြောနဲ့အခုကတော့ကြာလာသူတို့ကိုကြောက်နေရတာကြောက်နေရတာကြာလာအဲ့ဒီဘက်ကနေဝင်တာပေါ့အဲ့ဒီဘက်ကနေဝင်တယ်ဒါချင်းလေးဘက်ကနေဝင်တယ်ဒါအကုန်လုံးပေါ့ဗျာမြန်မာနိုင်ငံမှာရှိနေတဲ့နေသက်တွေကိုများဘယ်နေသက်ကိုများအစိုးရကထိန်းချုပ်နေတာရှိတယ်သူများနိုင်ငံတွေမှာဆိုရင်နေသက်ဒေသဆိုတာအစိုးရစနစ်တကျထိန်းချုပ်တာထိန်းချုပ်ပြီးအဲ့ဒီဒေသတွေမှာကြီးလဲကြီးပွားတယ်တိုးတက်တယ်တိုးတက်တယ်အဲကိုလူမျိုးတွေကြလားဟိုကိုနိုင်ငံမှာ135မျိုးရှိရင်135မျိုးလုံးလှုပ်ရှားလို့ရအောင် ကျလာလှုပ်ထားကြတယ်ကျွန်တော်တို့နိုင်ငံမှာအဲ့လိုမဟုတ်ဘူးကျလာအဲ့လိုမဟုတ်ပေါ်ပင်တွေပေါ်ပင်တွေဖော်ရှိုးတွေဖော်ရှိုးတွေဒီလားဖော်ရှိုးတွေစကားတွေပြောမယ်အာသူများနာကြကောင်းအောင်ပြောမယ်အပြောနေရပဲကျလာလမ်းဆုံးနေတယ်အပြောနေရပဲလမ်းဆုံးနေတယ်ခုနပြောတယ်အဲ့ဒါဘာကြောင့်လဲအလုံးမလုံးကြလို့ပေါ့ဗျာအောက်ကလူကအောက်ကလူကကိုယ်ပေးထားတဲ့တာဝန်ကိုအလုံးမလုံးဘူးအလုံးမလုံးတော့ကြည့်ပါလားတကယ်တမ်းပြောရင်တော့ဝတ်တော်ကဖမ်းတယ်အခုမှဖမ်းရမှာမဟုတ်လေတောက်လျှောက်ဖမ်းနေရမှာလေတကယ်ဖမ်းတယ်ဆိုရင်ဟိုမှာတကယ်တမ်းပြီးခဲ့တဲ့ တော်တာယူတဲ့စဉ်လက်ထက်တရားလေးတစ်ခါလောက်ခဲ့ပြီခုလဲတစ်ခါအခုဟာဖြစ်ပြန်ပြီဆိုတော့လှုပ်လဲခဲ့အစရဲသဖမ်းပါလာခဲ့ဖမ်းပါပြင်အစရဲသဖမ်းပါမဖမ်းတဲ့ကောင်တွေလည်းအေးအေးယူရမှာကုန်လို့အခုကြာမှာရင်မင်းတို့ဒါတွေဒါတွေလုံးဝရမယ်ဆိုတော့တို့အကျိုးရှိတယ်လေအကျိုးရှိတယ်ဒါလက်ပိလက်ယူတွေလာတော့မှာအကုန်လုံးပေးကြတော့မယ်ကားပေးကြတော့မယ်တချို့ကတော့လူလက်တန်းသားတွေလူလူလက်တန်းသားတွေငမွေးသားတွေလို့ကြာအောက်ခြေလူတန်းသားတွေလို့ပြောတယ်တကယ်တမ်းပြောရင်တော့အဲ့ပတ်သက်ရှိတဲ့လူတွေထဲမှာလည်းအများကြီးပဲဝတ်တောက်တယ်ဝတ်တောက်တယ်အများကြီးပဲ အမြကယ်ရန်ပြောရင်တော့ဗျာကျွန်တော်ကကားလုပ်ငန်းလုပ်ဘူးတော့သိတယ်ကားလုပ်ငန်းလုပ်ဘူးတော့သိတယ်ဘာကြောင့်လုပ်ဘူးလဲဆိုခင်ဗျားတို့ဒီလိုကြောင်မီးသွေးတွေဘာတွေလုပ်တဲ့နေရာတွေမှာနေမြပါတထေးတွေကတို့တို့ရဲ့ကားတွေကိုနဲ့ကိုကကြောင်မီးသွေးတွေမှာဒီတို့ကနေမကူဆိုလိုတာတော့နေမကူဆိုပေမဲ့လို့တနေနှစ်တနေတော့ကူးနေတာပဲကူးနေတာပဲဆိုတာအမြဲတမ်းကူးတာမဟုတ်ဘူးပေါ့ဗျာယာတီလိုက်ကူးနေတာယာတီလိုက်ယာတီလိုက်ဒီနေရာမှာပြီးသွားရင်နောက်တနေရာနောက်တနေရာဒါကြတော့ရွှေ့သွားပတ်ဆံပေးပြီးရွှေ့သွားတာ ဒါပေမဲ့လို့ရေရှည်အလုံးလုံးနေတာကတော့အဲ့လိုမျိုးပေါ့ဗျာအမထောက်တော့ကလေးမျိုးလို့ကလေးမျိုးလို့နေရာမျိုးတွေမှာတို့ကြလာဒါဒါဒီလိုဟာမျိုးတွေမှာကြောင်ပြီးသေးတွေလုတ်တယ်အဲ့ဒီနေရာတွေမှာပတ်သက်ရှိတဲ့လူတွေကကားကိုအစည်းကိုယာနစ်ချီဝယ်ထားပြီးလုတ်တဲ့လူတွေအများကြီးရှိတယ်အဲ့ဒါဝက်တောက်တယ်တချို့ကားတွေကအများစုကဝက်တောက်ကားတွေဝက်တောက်ကားတွေယူပြီးအဲ့ဒါနေနေပဲကြောင်ပြီးသေးတွေတဲတယ်ဟိုအကျန်းသုံးတာပေါ့ဗျာဆိုလိုတာဟိုမှာတစ်တေဖိုင်တဲတာလေဒါတော့ပဲအကျန်းသုံးတယ်အဲ့နေမှာပဲသုံးတယ်ကျန်တဲ့နေရာကိုကြတော့ ။အော်တကယ်ကိုဟိုဘယ်လိုပြောမလဲပြမြို့ကြီးတွေဖြတ်ရမယ်ဟာမြို့ကျတော့လိန်စင်ကားနေဖြတ်တာပေါ့။လိန်စင်ကားနေဖြတ်တာပေါ့။ဒါပေမဲ့တောထဲမှာတဲတာပြူတာထုတ်တာပြူတာကတလောဝတ်တော့ကားတွေနေထုတ်နေတာလေ။ဝတ်တော့ကားတွေနေထုတ်နေတာ။ဝတ်တော့ကားတွေနေထုတ်နေတာ။တကယ်တမ်းအခြေခံမှန်ပါတယ်တကယ်တမ်းပြောတော့ဟိုအများစုကတော့အခြေခံလူတန်းသားတော့ဒီမှာဖြစ်တာတို့ဘာတို့ကတော့ဟိုဒါကကျွန်တော်အဓိကအဲ့ဒါပြောချင်တာမဟုတ်ဘူး။အဓိကကတော့ရေးယူတာပြူတာပြောတာဥပဒေပေါ့။ဥပဒေ ဥပဒေကဆိုလိုတာကအသက်ဝင်နေတဲ့အချိန်မှာဝင်တယ်မဝင်နေတဲ့အချိန်မှာမဝင်ဘူးတေးတဲ့အချိန်မှာတေးနေတာအများတယ်တေးနေတာအများလဲအခုလေအဘတွေကအဲ့လိုပဲသူတို့မသိတာမဟုတ်ဘူးဒီအဘတွေကမသိတာမဟုတ်ဘူးဟိုဆဲတာဆိုတာတောင်းမှကဲရေးယူတယ်ဆိုလို့ရှိရင်ရိုက်တာနှက်တာပုတ်တာခတ်တာတယောက်နဲ့တယောက်ရိုက်တာဖြတ်တာမြင်နေဆိုရင်ရေးယူရမှာပေါ့အရေးယူရမှာပေါ့အခုကျတော့အရေးမယူဘူးတကယ်လည်းပြောရင်တော့အဲ့ဒါတွေကိုမြင်မာလေးနဲ့မြန်မာလေးနေသူတို့မျက်စိတွေကကန်းနေကြတယ်မျက်စိတွေကောင်းပါလေးနေနားတွေကောင်းပါလေးနေသူတို့နားတွေကကန်းနေကြတယ် ကန့်နေကြတယ်။အဲခုနပြောသလိုပေါ့ဗျာသူတို့ဘွားတွေသူတို့ယာတူးတွေသူတို့စည်းစိမ်တွေဒီလားသူတို့ပုံရိပ်တွေထိခိုက်လာပြီဆိုရင်တော့အဘသားတွေကလက်တော့လဲသူတို့ရဲ့အဘသားသူတို့ရဲ့မွေးဘယ်လိုပြောအောင်လဲဗျာခုနသူတို့ရဲ့လက်ပါးစီတွေပေါ့သူတို့ရဲ့လက်ပါးစီတွေလက်တော့လိုက်တာနဲ့လက်ပါးစီမဲ့လက်ပါးစီဟန်ကြီးဟန်ကြီးဦးတို့မိန်ဝေတို့ကိုသက်တို့ဟိုဘာညွန့်တို့ဟိုဒါဘောဗျာကိုနေမောင်တို့အများကြီးပေါ့ကျန်တယ်တကယ်တမ်းပြောရင်တော့ဒီလိုလူတွေကလက်တော့လိုက်တာနဲ့တခါတည်းကို တခါတည်းကိုတခါအေးယူတော့တာပဲတခါတည်းကိုအေးယူတော့တာပဲအဲအခုလည်းပဲဒါဒါနံပါတ်1ကသူတို့ကိုထိခိုက်မှာနံပါတ်1ကတော့သူတို့ကိုထိခိုက်မှာဒါမှမဟုတ်ရင်လည်းအကျိုးရှိမှာသူတို့အတွက်အကျိုးရှိမှာသူတို့အတွက်အကျိုးရှိမဲ့အရာမျိုးဆိုရင်တော့ချစ်ချင်းလောက်တာချစ်ချင်းရောက်တာသူတို့အကျိုးရုံမဲ့အရာမျိုးဆိုရင်ဘာမမြင်မြန်မာလေးနဲ့မမြင်ကြီးအောင်ဆောင်းတာသူတို့အကျိုးရုံမဲ့အရာမျိုးဒါအခု PDF တွေကိုမရှင်းတာအဲ့ဒါလေသူတို့အကျိုးရုံမဲ့ကိစ္စလေသူတို့ကသူတို့တခုဖြစ်သွားရင်သူတို့သေသွားနိုင်တယ်အာသူတို့ထိခိုက်နိုင်တယ်ဆိုတော့မလုပ်ဘူးလေ မလုံဘူးသူတို့ကလုံကျုံတဲ့နေရာလေးမှာအေးအေးဆေးဆေးနေကြတာလုံကျုံတဲ့နေရာဘဲမှမသွားတိုက်ခန်းထဲမှာနေနေတာအခုလည်းအဘရဲ့လက်ပါးစီတွေဘဲကောင်များကြလားလက်ပါးစီတွေထဲမှာကိုကျော်စွာတို့ကလွဲလို့ဘဲကောင်များမျက်နှာထုတ်ဖော်ပြီးရင်စကားပြောရတာရှိလေသူတို့လက်ပါးစီတွေထဲမှာလက်ပါးစီတွေထဲမှာအဲကျန်တဲ့ကျန်တဲ့ကျန်တဲ့လူတွေကအကုန်လုံးကြလားမျက်နှာထုတ်ပြီးစကားပြောတယ်သူတယောက်မှမရှိဘူးတယောက်မှမရှိဘူးတကယ်တမ်းပြောရင်တော့ဟောသူတို့နာမည်တောင်အမှန်ကန်ဟုတ်ရဲ့လားအမှန်ကန်ဟုတ်ရဲ့လားဒါမျိုးတွေပေါ့ဗျာဒါဒါမျိုးတွေဒါတွေက တိုင်းပြည်ကိုတကယ်တမ်းပြောရင်တော့ဟိုတကယ်တမ်းသူတို့ဟာပြည်သူလူထုကြိုးပြည်သူလူထုအတွက်နိုင်ငံကိုပြည်သူလူထုကိုငဲ့ပြီးနိုင်ငံကိုငဲ့ပြီးအလုပ်လုပ်နေတဲ့လူတွေမဟုတ်ဘူးပြည်သူလူထုအတွက်လုပ်တာမဟုတ်ဘူးနိုင်ငံအတွက်လုပ်တာမဟုတ်ဘူးသူတို့အဘာတွေအတွက်အဲ့လက်ပါစီရလဲသူတို့အတွက်သူတို့အတွက်အလုပ်လုပ်နေကြတဲ့လူတွေသူတို့အတွက်အလုပ်လုပ်နေကြတဲ့လူတွေကျွန်တော်တို့ကအခုချိန်ကြာအလိုပဲမြင်တော့တယ်အလိုပဲမြင်တော့တယ်ဒီလူတွေဟာဒီလူတွေဟာနိုင်ငံကိုနိုင်ငံနဲ့ပြည်သူကိုတကယ်တမ်းပြောရင်တော့ ဟိုနိပိန်းနေလို့ပေါ့ဗျာအာပြည်သူအတွက်ပြည်သူအတွက်အာနိုင်ငံကောင်းနိုင်ငံကောင်းတိုင်းတိုင်းပြည်ကိုဖြည့်ဆည်းနေတယ်လို့ပဲဒီလိုမျိုးလက်ပါစီတွေကလည်းပဲဒီလိုမျိုးကြလားကိုယ်နိုင်ငံမှာရှိနေတဲ့ဝန်တန်းတွေကိုတကယ်တမ်းပြောရင်ကိုယ်နိုင်ငံကိုချစ်တယ်ကိုယ့်ပြည်သူကိုတကယ်ချစ်တယ်ဆိုရင်ဆရာသက်နိုင်ဦးပြောတဲ့စကားလိုပေါ့ဗျာကိုကတကယ်အားပေးသလားတကယ်ချစ်သလားချစ်ရင်ဘာလို့မအောင်ထောက်ပြရမှာကျွန်တော်အဲ့ဒီစကားကိုတိတ်ကြိတ်တာတကယ်ချစ်ရင်ကျွန်တော်အားဟိုအရင်ဆရာသက်နိုင်ဦးခုမှ ဒီစကားကိုကြိုက်တာမဟုတ်ဘူးဟိုတော့ကသာသူပြောခဲ့တယ်အာတိတ်မှန်တာလို့ကိုကလူတယောက်ကိုတကယ်ချစ်တယ်လူတယောက်ကိုတကယ်အားပေးတယ်တကယ်ထောက်ခံတယ်ဆိုလို့ရှိရင်ထောက်ပြရမှာထောက်ပြရမှာသူ့ရဲ့အားနေချစ်တွေကိုထောက်ပြရမယ်သူ့ရဲ့အမားတွေကိုထောက်ပြရမယ်အဲကောင်းတာတွေချီးကျူးရမှာရှိတယ်လို့ကြလားဒီလိုမကောင်းတဲ့ຢာတွေကိုလည်းထောက်ပြရမှာအခုအဲ့ဒီလိုလက်ပါစီတွေလက်ပါစီတွေအပအသားတွေအပရဲ့လက်ပါစီတွေကထောက်ပြတာလည်းမတွေ့ဘူးကျွန်တော်ကတော့ထောက်ပြတာလည်းမတွေ့ထောက်ပြတာလည်းမတွေ့ဘူးဆိုတာက တချို့ကိုကျော်သာတို့ပါတော့ထောက်ပြတာကြီးတွေ့တာပေါ့ဗျာနည်းနည်းတခြားခါတယ်တို့ပြောနေရကြီးလို့ရှိတယ်ထောက်ပြရင်မလှုပ်လားမလှုပ်ဘူးတို့ရဲ့လက်ပါးစီတွေပဲလက်ပါးစီတွေကထောက်ပြရင်လည်းလှုပ်လားမလှုပ်ဘူးဘာကြောင့်မလှုပ်တာလဲခုနကခုနနံပါတ်1မှာကျွန်တော်ပြောခဲ့သလိုပဲအဲတို့ရဲ့ဘဝတွေတို့ရဲ့ယာတူးတွေတို့ရဲ့စည်းစိမ်တွေတွေဘာမှထိခိုက်မှုမရှိဘူးလေမလှုပ်လေဘာမှမထိခိုက်ဘူးနောက်တစ်ခုကတို့တွေဘာအကျိုးမှမရှိဘူးဘာအကျိုးမှမရှိဘူးအဲ့ဒါကြောင့်မလို့တို့ကမလှုပ်ဘူးမလှုပ်ဘူး မလို့ဘူးဘာကြောင့်လဲအခုပြောနေတယ်ကိုကျော်စာတို့ဘာလို့ဆိုလို့ရှိရင်ကျွန်တော်တွေ့တာပေါ့ဗျာအာဘယ်နေရာမှာတော့ဖြင့်ဘယ်နေရာမှာတော့ဒါဒါဒါလက်ပါးစီတွေလည်းအာတရားကိုပြောပြတာပါဒါတို့လက်ပါးစီတွေပဲအဲတို့လက်ပါးစီတွေလည်းလူပြောတာတောင်းမှတို့မလို့ဘူးမလို့ဘူးဒါလက်ပါးစီတွေလူတရားဘယ်နေရာမှာတော့ဖြင့် PDF တွေကအာဘလို့ပြောဟောဖြစ်နေပြီဘယ်နေရာမှာဘလို့ရောက်နေတယ်အုပ်စုလိုက်ဘလို့ရောက်နေတယ်ဘယ်နေရာမှာတော့ဖြင့်စီရေးဘလို့ဖြစ်နေတယ်အာဘယ်မြို့ဘယ်ရွာ ဘယ်ရက်ခွေဘယ်ကြေးရွာဘယ်တောတောင်မာတော်ဖြင့်ပိရိယကျမ်းဖြစ်တဲ့ပုံနေရှိနေတယ်အာကြလတိုင်းသားမြေခမ်းရောင်စုံတပုံနေဘယ်မှာရောက်နေလဲအသွားပြောရင်လည်းဘသူမှသွားမလို့ဘူးဘသူမှသွားမလို့ဘူးဘသူမှအရှင်မယူဘူးရဲကလည်းအရှင်မယူဘူးတက်ကလည်းအရှင်အရှင်မယူဘူးဆိုလိုတာတော့ဗျာဘာမှသူတို့ဟိုတကယ်တမ်းလက်တွေ့သွားပြီးလှုပ်လှုပ်တာမလှုပ်ကြဘူးပေါ့မလှုပ်ကြဘူးဒါအားလုံးကိုဝလုံးသိမ်းရိုက်ပြီးပြောတာတော့မဟုတ်ဘူးတကယ်တမ်းပြောရင်လှုပ်တဲ့လူတွေလည်းလှုပ်တယ်ခုနပြောသလို တရားတရားမှာ10ရောက်လောက်ပဲလုံးလုံးတယ်90လောက်ကအလုံးမလုံးဘူးပေါ့ဗျာတာဝဆိုလို့လားအဲ90လောက်သောလူတွေကိုဘယ်သူမှထောက်ပြမဲ့လူမရှိဘူးအလုံးအလုံးမလုံးကြဘူးလေအလုံးမလုံးကြလို့တိုင်းပြည်ကတလို့ဗျမ်းပရာဖြစ်နေတာတကယ်တမ်းသာအလုံးလုံးရင်လက်ရှိရှိတဲ့တက်မတော်အင်အားနဲ့တက်မတော်မှာရှိနေတဲ့ယခုလက်ရှိဟာတွေနဲ့တကယ်တမ်းပြောရင်တက်တက်ကြွကြွတကယ်လုံးတက်တယ်ဆိုရင်ခင်မီအာမီတခုဆိုရင်တကယ်တမ်းပြောရင်ဒါအရှင်းလို့မရစရာအကြောင်းကိုမရှိဘူးအကြောင်းကိုမရှိဘူးတကယ်တမ်းပြောရင်တော့ ရောက်ပြီအလုံးမလုံးကြဘူးပေါ့ဗျာအလုံးမလုံးကြအလုံးမလုံးကြတော့ဒလော်ဖြစ်တာပေါ့ဘာကြောင့်မလုံးကြတာတကယ်တမ်းပြောရင်တော့ဒါအခုအခုသူတို့ပြောနေတာပဲသူတို့အပါသားကြီးတွေကတချို့အပါသားကြီးတွေကလည်းပြောတယ်အဲကြလားဘုဂျုံမူကြီးမအောင်လိန်ကိုနေကလည်းပဲသူတို့ကိုပြောတာပဲအာကြလားတော့ပြတ်တာမျိုးတွေပြည့်နေတာတွေမြင်နေပြည်သူတွေတက်ဖြတ်ခံနေရတာတွေမြင်ရတယ်ကြလားဒါမျိုးတွေပေါ့ဗျာတကယ်တမ်းပြောရင်ဒါဘာကြောင့်လဲ ဒါဒါတကယ်တမ်းပြောရင်တော့ဒီလို PDF အကျမ်းဖက်တေးလို့ဒါ PDF အကျမ်းဖက်က PDF အကျမ်းဖက်အစကျန်တာရောင်းဆုံးသဘုံအဆုံးပေါ့ဗျာတကယ်တမ်းပြောရင်တော့အခုနကကျွန်တော်ပြောသလိုဘယ်တော့ဘယ်တော့လဲမှာဟာဘယ်တောင်ပေါ်မှာဘယ်တောင်ပေါ်မှာဘယ်မြို့မှာ ပြောနေတာပဲအခုပြောနေကြတာကြလားဘယ်မြို့ဘယ်မြို့မှာအကုန်လုံးပြည်သူတွေရေးနေကြတာပဲဒီမှာတို့ရဲ့ truth ဒီမီဒီယာတို့ဘာတို့ဒီ Telegram တို့ဘာတို့မှလည်းရေးနေတာပဲတကယ်တမ်းပြောဘယ်နေရာမှာရှိနေတယ်ဘလော်ဘာဖြစ်ပါတယ်တို့ဒီအမဲလေးမုတ်ဆိုးကြီးတို့ဘာတို့ဆိုလဲပဲတို့ သူတို့တွေပြောနေတာပဲအဲဒါဒါမဲလေးမုံစိုးကြီးတို့ဘာလို့ဆိုလဲတရင်လေဒါဘယ်နေရာမှာ PDF တွေရှိပါတယ်တို့ဘာလို့ဟိုပြောနေတယ်ဘသူအများအရှင်တက်ကြမြန်မြန်ဆန်ဆန်လိုက်ပြီးအဲ့လိုမျိုးကြာ9ရက်5ရက်အတွင်းဒါမှမဟုတ်လေတရက်နေ့ရက်အတွင်းသွားပြီးတကယ်တမ်းပြောရင်တော့ဒီလိုမျိုးဟိုကြလားအဘတွေကိုဆဲတဲ့လူကိုလိုက်ဖမ်းတာအာနေစာရင်ဟိုအချမ်းပက်ကိုမြန်မြန်ဆန်ဆန်လို့အောင်မဟုတ်ဘူးလားဒီမှာဆဲနေတဲ့လူကအချိန်မရွေးဖမ်းလို့ရတယ်လေအချိန်မရွေးဖမ်းလို့ရတယ်ဟိုလူတွေကပြေးမာတယ် ပြင်းမဲ့လူကိုမြန်မြန်ဆန်ဆန်ဖမ်းရမှာမဟုတ်ဘူးလားမြန်မြန်ဆန်ဆန်ဖမ်းရမှာမဟုတ်ဘူးလားအခုတော့မြန်မြန်ဆန်ဆန်အဲလောက်ရမယ့်ဟာကိုကြတော့မြန်မြန်ဆန်ဆန်မလုပ်ဘူးအဖြစ်ဖြစ်အေးစီစီမှရှင်းလို့ရတဲ့ကိစ္စကိုကြတော့အမြန်လုပ်တယ်အမြန်လုပ်တယ်အဲအဲ့တော့မကြောက်လဲမကြောက်လဲဆိုတော့တကယ်တမ်းပြောရင်တော့သူတို့ဘွားထိခိုက်တဲ့ကိစ္စတွေမို့လို့သူတို့ဘွားထိခိုက်တဲ့ကိစ္စတွေဖြစ်တယ်သူတို့ဘွားထိခိုက်တဲ့ကိစ္စတွေဖြစ်တယ်အဲအကြောင်းလို့ဟိုကအေးอยู่တယ်ဟိုကောင်တွေကလည်းပဲကြလာဒီလိုလက်ပါစီတွေကလည်းသူတို့အကျိုးရှိတယ်လေ သူတို့ကအကျိုးရှိတယ်ဟောတွေ့လားခင်ဗျားတို့ကိုကျွန်တော်တို့ကဒီလောကကွယ်ပြေးတာခင်ဗျားတို့ကျွန်တော်တို့လည်းပဲကြည့်ရှုစားကြည့်ရှုကြအောင်ဆောင်းမကြအောင်မဆကြအောင်ဆိုပြီးရင်အဲ့အဘတွေကလည်းပဲသူတို့ရဲ့လက်ပါးတွေကိုကြည့်ရှုတယ်ဆောင်းမတယ်ဆောင်းမတယ်စောက်ရှောက်တယ်ပေါ့ဗျာအပြန်အလှန်ပေါ့အပြန်အလှန်ပေါ့ဒါပေမဲ့လို့သူတို့အချင်းချင်းစောက်ရှောက်နေကြတာပြည်သူကိုစောက်ရှောက်တာမဟုတ်ဘူးနိုင်ငံကိုစောက်ရှောက်တာမဟုတ်ဘူးပြည်သူအတွက်အလုံးလုံးနေကြတာမဟုတ်ဘူးနိုင်ငံအတွက်လုံးလုံးနေကြတာမဟုတ်ဘူးတကယ်တမ်းတော့တကယ်တမ်းတကယ်တမ်းကြတော့ ်ဒါတွေကတော်တော်ဟိုစိတ်ပြည့်ရွှင်ရှားစရာကောင်းတာပေါ့ဗျာဒါပေမဲ့နိုင်ငံရေးမှာကတော့ဒီလိုအောက်တန်းကြတာတွေရုပ်မာတာတွေကတော့ရှိနေမှာပဲရှိနေမှာပဲဒါကတော့သဘာဝပဲကျွန်တော်ကလက်ခံပါတယ်ဒါကနိုင်ငံရေးဆိုတာရုပ်မာမှနိုင်ငံရေးလုပ်လို့ရတာအောက်တန်းကြမှအောက်တန်းစားစိတ်တဲ့ရှိမှနိုင်ငံရေးလုပ်လို့ရတာနိုင်ငံရေးလုပ်လို့ရတာအောက်တန်းစားစိတ်တဲ့မရှိရင်နိုင်ငံရေးလုပ်လို့မရဘူးမြင့်မြတ်တဲ့စိတ်တဲ့နဲ့နိုင်ငံရေးလုပ်လို့မရဘူးအဲ့ဒါပေမဲ့နိုင်ငံရေးဆိုတာအင်တာမြင့်မြတ်တဲ့လုပ်ပါ မြင့်မြတ်တဲ့အလုပ်ဆိုပေမဲ့လို့တကယ်တော့မြင့်မြတ်တဲ့စိတ်ဓာတ်နဲ့အလုပ်လုပ်နေတဲ့လူမရှိဘူးအောက်တန်းစားစိတ်ဓာတ်တွေနဲ့လုပ်နေတဲ့လူတွေပဲရှိတယ်တကယ်တမ်းပြောအများစုကကဘာကြီးကိုလည်းလိတ်ကြည့်လိုက်ကဘာကြီးမှလည်းအဲ့လိုပဲနိုင်ငံကြီးဟာအင်မတန်မြင့်မြတ်တဲ့လုပ်ငန်းအများကိုအကျိုးပြုတဲ့လုပ်ငန်းလူအများကိုအကျိုးပြုတဲ့လုပ်ငန်းတကဘာလုံးကိုအကျိုးမပြုနိုင်ရင်တောင်ကိုယ်နိုင်ငံသူနိုင်ငံသားတွေကိုအကျိုးပြုနိုင်တဲ့လုပ်ငန်းအင်မတန်မြင့်မြတ်တဲ့လုပ်ငန်းအင်မတန်မြင့်မြတ်တဲ့လုပ်ငန်းကြီးကိုတကယ်တမ်းလုပ်နေကြတဲ့လူတွေကိုသွားကြည့်ရင်မြင့်မြတ်တဲ့လူတွေက အမြင့်မြတ်တဲ့လူတွေတယောက်ပါမပါဘူးလို့တောင်ပြောလို့ရတယ်လူယုံမာရီကြီးပဲဥရောပကိုကြည့်လိုက်လူယုံမာရီကောင်းဆောင်ဖြစ်နေတာလူယုံမာရီကောင်းဆောင်ဖြစ်နေအာဖရိကကြည့်လိုက်ဟိုယုံမာတဲ့ကောင်တွေမိုက်ရဲတဲ့ကောင်တွေအဲ့ဒါကောင်းဆောင်ဖြစ်တာပဲဟိုမြန်မာနိုင်ငံမှာလည်းဒီလိုပါပဲမြန်မာနိုင်ငံကတော့ဒါဒီလိုပဲအဲ့လိုယုံမာရဲမှာပဲကျွန်တော်တို့ကယုံမာရဲ့ရစ်စစ်ရဲမှာတကယ်တမ်းပြောရင်တော့ဟိုနိုင်ငံကြီးကခေါင်းဆောင်ရမှာခေါင်းဆောင်နေရာကိုရမှာအခု PDF တွေခေါင်းဆောင်ဖြစ်တဲ့ကောင်တွေကြည့်လိုက် PDF မှာခေါင်းဆောင်ဖြစ်တဲ့ကောင်အဲ့လူယုံမာတွေလူယုံမာတွေလူအောက်တန်းသားတွေ လူအောင်တန်းသားတွေတရရဖြတ်ရဲကြလားအကုန်လုံးကြလားမရင်းချင်းရဲတဲ့ကောင်တွေအင်းချင်းရဲတဲ့ကောင်တွေဒီလောကောင်တွေခေါင်းဆောင်ဖြစ်တာပဲဒီလောကောင်တွေခေါင်းဆောင်ဖြစ်တာပဲမနိုင်ငံမှာဒီလိုပဲဒီလိုပဲကြလားတံမတော်မှာလည်းအဲ့လိုမျိုးရှိတဲ့အဲ့လိုမျိုးခေါင်းဆောင်ပေါ်ကိုပေါ်ရမှာတရရဖြတ်ရဲတရရဖြတ်ရဲဆိုတာတပုံတရရဖြတ်ရဲတဲ့ကောင်ရှိရမှာအဲအဲ့လိုမျိုးကြလား၆လုံးလုံးဂန်တူးလုံးလုံးဒီလိုဒီလိုဒီလိုလူတွေတံမတော်မှာခေါင်းဆောင်ဖြစ်လို့တော့မရဘူးဟိုဘာသာရေးဘာသာရေးလိမ့်စားတာလို့လို့ ကြလာဘာသာရေးလိမ့်စားရာလိုလိုအာဟိုဟာကြလာတိုင်းရင်သားရေးငဲ့ရာလိုလိုဟိုကဘာကြီးကိုငဲ့ကြည့်နေရရာလိုလိုနဲ့ကြလာဟာအိမ်နေချင်းတယောက်ကြီးငဲ့ကြည့်နေရရာလိုလိုထိုင်ငဲ့အာအဲ့လိုမျိုးငဲ့ကြည့်နေရလို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 ဆိုရင်ကတော့အဲ့ဒါသွားပြီအဲသွားပြီခုလည်းအဲ့လိုသွားနေတာပဲကျွန်တော်စကားတွေကဟိုဟိုရောက်ဒီရောက်နေတာကျွန်တော်ကကျွန်တော်ပြောချင်တာတော့ဗျာတို့ကတို့အကျိုးရှိမှအလုပ်လုပ်တာဆိုလိုတာအကျိုးရှိမှအလုပ်လုပ်တာတို့အကျိုးမရှိရင်လုံးမလုပ်ဘူးဘာကြောင့် ။ဘာကြောင့် PDF ကိုမရှင်းတာလဲ။တို့အကျိုးမရှိလို့။တို့တဘာအကျိုးမှမရှိလို့အလုံးမလုပ်တာ။နံပါတ်၁ကတို့ဘွားကိုဘာမှမတိခဲ့ဘူး။တို့ဘွားပုံရိပ်ကိုဘာမှမတိခဲ့ဘူး။ PDF ကိုသွားမရှင်းဘူး။ဘယ်သူကသွားပြောမလဲ။ကဲပြောအကုန်လုံးကြလား။ဟာမြို့နယ်မှာကြလား။နာမည်နဲ့ထုတ်ပြီးပြောပါလားတကယ်တမ်းပြော။ကျွန်တော်အဲ့အပလက်ပါးစီတွေပေါ့ဗျာ။အဲ့အပလက်ပါးစီတွေကိုကျွန်တော်တို့က အဟိုအားနေချစ်တွေကိုထောက်ပြနေကြတာပါသူတို့ကသူတို့စကားကိုတကယ်တမ်းအဖတွေကတကယ်နားထောင်တယ်လို့ကိုငါတို့ပြောတဲ့စကားတွေကိုအဖတွေကတကယ်လိုက်လုပ်ပါလားလို့နားထောင်တယ်ဆိုလို့ရှိရင် နားထောင်တယ်လို့ယုံကြည်တယ်ဆိုရင် အဲပြောကြပါဗျာတကယ်တမ်းပြောဟာဘယ်မြို့နယ်မှာတော့ PDF တွေဘလို့ရှိနေတယ်ဘယ်တော့တောင်မှာတော့ PDF တွေပြည်သူလူထုကလည်းပြောနေတယ်ပြောနေတဲ့ဟာတွေကိုလိတ်လို့အောင်ပြောကြပါအဲ့ဒါကြီးထောက်ပြလေဘယ်မြို့နယ်ရဲ့ဘယ်မြို့နယ်ကတော့ဘသူကတော့ပြင်လို့မလို့ဘူးအဲ့လူလူကတော့ယာတုဖြုတ်တင်တယ်ဒီလူကတော့ဖမ်းတင်ပြီအဲကျွန်တော်တို့ကဒလောဖြစ်စေချင်တာကြလားအဲ့တော့အလုံးမလုံးတက်ကောင်တွေကိုကြက်လာအခုယာတုဖြုတ်စေချင်တယ်ညာယာတုဖြုတ်စေချင်တယ်ကြက်လာယာတုမဖြုတ်ချင်လဲနေပြောင်းနေပြောင်းဆိုလို့တာကတော့ အော်ဟိုအပြည့်နေပြောင်းနေဆိုတာအင်မတန်ယဉ်ကျေးပါလေတကယ်လည်းပြောနေတာအင်မတန်ယဉ်ကျေးယဉ်ကျေးသေးတယ်တကယ်လည်းနေပြောင်းပြီသူပြောင်းတဲ့နေရာမှာဒုက္ခရောက်အောင်မှာဒုက္ခရောက်အောင်မှာတကယ်လည်းပြောနေတာအော်ဒီလိုဒီလိုလူတွေပေါ့ဗျာတော့မို့လဲသူတို့နဲ့ထိုက်တန်တဲ့နေရာတွေပေးရမှာသူတို့နဲ့ထိုက်တန်တဲ့နေရာဆိုတာတကယ်ဒီလိုခေါင်းဆောင်နေရာတွေနေမထိုက်တန်ဘူးလေဒီလူတွေကထိုက်တန်ရင်ထိုက်တန်တဲ့နေရာမျိုးတွေကိုလောက်အောင်ပါဗျာလူကြီးဆိုတာအဲ့လောက်တော့စီစဉ်စီမံခန့်ခွဲတတ်ရမှာပေါ့စီမံခန့်ခွဲတတ်ရမှာပေါ့ အဲ့ဒါပါပဲကျတော့ဒါအဓိကဒါကိုကြည်သွားပြင်ခင်ဗျားတို့ဒီအဖတွေဟာလက်ပါစီတွေစကားကိုဘယ်ချိန်မှနားထောင်တယ်လဲဆိုတဲ့စကားလေးကိုပြန်ချင်းချိုးရရင်တို့ဘဝတို့ပုံရိပ်တို့ယာရူးကိုထိခိုက်တဲ့အရာမျိုးထိခိုက်တဲ့ထိခိုက်လာတဲ့အခါမျိုးမှာဒါမှမဟုတ်လေတို့တွေအကျိုးအမြတ်ရှိမဲ့အရာမျိုးမှာဆိုလို့ရှိရင်အမြန်ဆုံးအလုပ်လုပ်ပါတယ်အဲတို့ဘဝတို့ပုံရိပ်တို့ယာရူးတွေကိုမထိခိုက်ဖဲနေအေးအေးတိုင်အေးအေးအေးမတိလဲမတိခိုက်ဘူး သူတို့တွေလည်းပဲကြလားဒီလိုမျိုးကြလားဘာမှအကျိုးဆုံးရမှုမရှိဘူးဆိုရင်တော့ဘလောက်ကြီးပဲအရေးကြီးနေနေအလုံးမလုံးဘူးဆိုတာဒီ PDF အကြမ်းဖက်သဘုံတွေကိုရှင်းလင်းအင်းတဲ့ကိစ္စတွေအခုဝက်တော့ကားတွေဖမ်းနေလက်ရှိဝက်တော့ကားဖမ်းတဲ့ကိစ္စတွေကိုကြည့်တော့အပြင်ခင်ဗျားတို့ခင်ဗျားတို့ဟိုဘလောက်ပြသုံးတက်လို့ရတာပေါ့ဗျာသုံးတက်လို့ရတယ်အားကြောင့်မလို့အရာအလုံးအားတော့ဖြင့် တကယ်တမ်းပြောရင်လူတွေအနိုင်ငံအတွက်လှုပ်လှုပ်နေကြတာမဟုတ်ပါဘူးပြည်သူအတွက်လှုပ်လှုပ်နေကြတဲ့လူတွေမဟုတ်ပါဘူးနိုင်ငံအတွက်လှုပ်လှုပ်နေကြတဲ့လူတွေမဟုတ်ပါဘူးတကယ်တမ်းသာပြည်သူအတွက်လှုပ်လှုပ်တယ်နိုင်ငံအတွက်လှုပ်လှုပ်တယ်ဆိုလို့ရှိရင်အပါသားကြီးတွေလက်ပါစီတွေပြောတဲ့စကားကိုမှလှုပ်အောင်မှာမဟုတ်ဘူးကြံတဲ့လူတွေပြောတဲ့စကားကိုလည်းနားတော်အောင်ပဲပြည်သူတွေရဲ့စကားတွေဟာဒီလို Telegram တို့ဒီခေတ်ကြီးမှာ Facebook တို့ဘာလို့မှအကုန်လုံးကကြတာနေ့စဉ်နေ့အမြအချိန်နဲ့အမြတက်နေတာဒီထောင်လိုင်းဆိုတဲ့လူတွေဟာတကူးတကသူတို့က ဟိုဖမ်းဖို့ကိုကြတော့တကူတကလက်ကြည့်နေကြရမလို့ဘူးတဲ့အဲအဲဖမ်းဖို့ကြတော့ဖမ်းဖို့ဈေးဖို့ကိုကြတကူတကလက်ကြည့်နေကြရမလို့ဘူးတဲ့ဆွဲစည်းလက်ရုံပဲတဲ့အဲအကျန်းဖြစ်တင်နေပတ်သက်တဲ့ကိစ္စကိုရေးယူဖို့ကိစ္စကိုကြတော့တကူတကလက်ကြည့်နေရတာလားမသိဘူးသူတို့မှမမြင်ကြဘူးသူတို့မှမကြားကြဘူးမခြားကြဘူးအလုံးမလုံးကြဘူးအဲအလုံးမလုံးကြတဲ့လူတွေကိုလည်းအလုံးလုံးဖို့ပြောရကောင်းမှမသိကြဘူးပြောရကောင်းမှမသိကြဘူးดาวจิตโตอาภิญดีหลูတွေဟာဒီအဘတွေဆိုတဲ့လူတွေ ਨੇ အလုံးမလုံးတဲ့အဘတွေကိုပြောတာเนาะ အဲအဲကြလားတကယ်တမ်းပြောရင်အဲ့အဘဆိုတဲ့လူတွေနဲ့အဲ့လက်ပါစီဆိုတဲ့လက်ပါစီလှုပ်ရှားနေကြတဲ့လူတွေဟာတကယ်တမ်းကျွန်တော်တို့ပြည်သူအတွက်အလုံးလုံးနေကြတာမဟုတ်ဘူးနိုင်ငံအတွက်အလုံးလုံးနေကြတာမဟုတ်ဘူးကျွန်တော်တို့ဘာသာသာသနာအတွက်အလုံးလုံးနေကြတဲ့လူတွေမဟုတ်ဘူးဒီလူတွေဟာသူတို့ကိုကြိုးအပ်တာအတွက်အလုံးလုံးနေကြတဲ့လူတွေဖြစ်တယ်ဆိုတာလေးကိုလာပြောတာပါဗျာဒီလိုလူတွေရှိနေခြင်းဟာလည်းပဲကျွန်တော်တို့နိုင်ငံပြည်စည်းရာပြည်စည်းကြောင်းထဲမှာကြီးမားသောအကြောင်းတစ်ခုဖြစ်ပါတယ်ဆိုတဲ့အကြောင်းလေး လာပြောတော့ဗျာဒီလောက်ပါပဲ